မင်္ဂလာပါခင်ဗျာ11ရုပ်တရေနိုဝင်ဘာလ28ရက်နေ့မနက်ခင်းသတင်းစီစဉ်ဒိုင်းထုတ်လုပ်ကနေပြီးတော့ကြိုလိုက်ပါရစ်ဒီကနေ့မှာတက်ဆက်ပေးသွားမယ့်သတင်းတွေကတော့အုတ်ချွေကြီးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့ဝါကိုပိုင်အုတ်ချွေခွင့်ရတိုင်းအတွက်ရုံးဆိုင်ရာမြို့ကိုမမန်းမြို့ဖြစ်သတ်မှတ်တဲ့ဆိုတဲ့သတင်းဒေါ်လာကြီးနဲ့လူမှုရေးခက်ခဲတဲ့ဒေသတွေနဲ့ကိုပိုင်အုတ်ချွေခွင့်ရဒေသ6ခုမှ2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ဝေးဝေးအောင်မြင်သူတွေကိုစေတက္ကသိုလ်ဝင်ငွေလျှောက်လွှာခေါ်ယူတဲ့ဆိုတဲ့သတင်း ရုတ်တမ်းမီအရေးနဲ့ပတ်သက်ပြီးတရုတ်ကိုရံမစားဖို့အမေရိကန်တမနာတော်နဲ့ထရန်ကဂျပန်ဝန်ကြီးချုပ်ကိုပြောကြားရဆိုတဲ့သတင်းမစ်ဂျူနီပါပူရဲပိုင်ရှင်ဂျာကာဖုန်ကိုထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့သတင်းပရီးမီးယားလိဂ်ပွဲစဉ်ဆက်နေရဲ့အကောင်းဆုံးသတ္တမအဖြစ်အဆေးရွေးချယ်ခံရတယ်ဆိုတဲ့သတင်းအစိုက်သတင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အုပ်ချုပ်ရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့ဘဝကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက်ရုံးဆိုင်ရာမြို့ကိုမမန်းမြို့ဖြစ်သတ်မှတ်တယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ် အုပ်ချုပ်ရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်မှုအတွက်ဘဝကိုပိုင်အုပ်ချုပ်ခွင့်အတိုင်းအတွက်ရုံးဆိုင်ရာမြို့ကိုမမန်းမြို့ဖြစ်တက်မှတ်ကြောင်းနိုင်ငံတော်ပြန်တမ်းမှဖော်ပြထားကြရသေးရပါတယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်းမှ431အရအမိန့်ကိုထုတ်ပြန်လိုက်တာဖြစ်ကြောင်းအုပ်ချုပ်ရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေပုံမထရောက်အောင်မြင်စွာဆောင်ရွက်နိုင်မှုအတွက်ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံတော်အေးချမ်းတာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက2010ပြည့်နှစ်ဩဂုတ်20ရက်ရက်စွဲနဲ့ ကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ်သတ်မှတ်ပြီး၎င်းတို့ရဲ့ရုံးဆိုင်ရာမြို့တွေကိုသတ်မှတ်ထားရာအပိုက်ခွဲကာကြီးပါဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာရှိတဲ့ဟိုပန်မြို့ဆိုတဲ့ဖော်ပြချက်ကိုမမန်းမြို့အဖြစ်ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါ်လာရင်းနဲ့လူမရေးခက်ခဲတဲ့ဒေသတွေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ6ခုမှာ2025ခုနှစ်တက္ကသိုလ်ဝင်စာဝေးဝဲအောင်မြင်သူတွေကိုစစ်တက္ကသိုလ်ဝင်ခွင့်ရှောက်လောက်ခေါ်ယူတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ ဒေါ်လာရင်းနဲ့လူမှုရေးခက်ခဲတဲ့ဒေတာတွေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာ6ခုမှ2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေကိုစေတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူကြောင်းကျန်းမာရေးဝန်ကြီးဌာနကလည်းသိရပါတယ်။2025ပညာသင်နှင့်ကျန်းမာရေးဝန်ကြီးဌာနကျန်းမာရေးလူဆွမ်းအရေးမြင့်ဦးစီးဌာနစေတက္ကသိုလ်များအတွက်နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ဒေတာစရိတ်ခန်းစားခွင့်ရှိတဲ့သွားလာရေးနဲ့လူမှုရေးခက်ခဲတဲ့ဒေတာတွေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာ6ခုဖြစ်တဲ့နာကဒဏ္ဍုပအုပ်ပလောင်ကိုကန့်ဝါရုက 2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ပွဲအောင်မြင်ပြီးအခြေခံပညာသင်တန်း Grade 10, Grade 11, Grade 12တွေကို၎င်းဒေသတွေမှာဇက်တိုက်ပညာသင်ကြားခဲ့တဲ့ကျောင်းသားကျောင်းသူတွေကိုစေတက္ကသိုလ်ဝင်ခွင့်ရှောင်းလွှာခေါ်ယူထားကြောင်းတမတ်အရေးချင်းနဲ့ပြည်စုံသူတွေရှောက်ထားနိုင်တယ်လို့သိရပါတယ်။ရှောင်းလွှာတွေကို2025ခုနှစ်ဒသမလ16ရက်နေ့နောက်ဆုံးထားပြီးကျမရေးလူဆွမ်းအရင်းမြစ်ဦးစီးဌာနကိုတရိုက်ပေးဖို့ရှောက်ထားရမှာဖြစ်ကြောင်းနဲ့အသေးစိတ်အချက်အလက်တွေကိုကျမရေးဝင်ကြီးဌာန website ဖြစ်တဲ့ www. moh.gov.mm နဲ့ကျမ်းမာရေးလူစွမ်းအရင်းမြစ်ဦးစီးဌာန website www.hra.gov.mm မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ကျမ်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်တရုတ်တမိဂျင်းနဲ့ပတ်သက်ပြီးတရုတ်ကိုရမဆာဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်ကိုပြောကြားတဲ့ဆိုတဲ့ငကိုတက်ဆက်ပေးပါမယ်။တရုတ်တမိဂျင်းနဲ့ပတ်သက်ပြီးတရုတ်ကိုရမဆာဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဂျပန်ဝန်ကြီးချုပ်ကတ်တာအီချီကိုပြောကြားခဲ့တယ်လို့ Wall Street Journal ကနိုဝင်ဘာလ28ရက်ကဖော်ပြခဲ့ပါတယ်တရုတ်တိုင်ပင်ရေးနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားကြောင့်ဂျပန်နဲ့တရုတ်ကြားတန်တမန်ရေးတင်းမာလာခဲ့ပြီးတဲ့နောက်အခုသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အခုလအစောပိုင်းကတာကာအီချီဟာဂျပန်လွှတ်တော်မှပြောကြားခဲ့တဲ့မှတ်ချက်စကားအတွင်တရုတ်အနေနဲ့တရုတ်တိုင်ပင်ကိုတိုက်ခိုက်မယ်ဆိုတာကဂျပန်ကစီးရေးနဲ့ဂျာဝင်ရလိမ့်မှာဖြစ်ကြောင်းပြောကြားခဲ့တဲ့အတွက်နိုင်ငံအတင်းမာမှုတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာ24ရက်ကထရမ့်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့ဖုန်းဆက်သွယ်ပြောဆိုမှုမှာရှီကတရုတ်တိုက်ပွဲဟာစစ်ပွဲအလွန်နိုင်ငံတကာအခင်းအကျင်းမှာတရုတ်ရဲ့ခွဲခြားမရတဲ့အစိတ်အပိုင်းဖြစ်ကြောင်းပြောကြားခဲ့တယ်လို့တရုတ်နိုင်ငံသားရင်းဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ အဲ့နောက်မကြာမီအချိန်အတွင်းမှာပဲထရမ့်ဟာတာကာအီချီနဲ့ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီးတရုတ်တိုက်ပွဲရဲ့ထုံးချာအာဏာနဲ့ပတ်သက်ပြီးတရုတ်ကိုရန်မစားဖို့အကြံပေးခဲ့တယ်လို့ Wall Street Journal သတင်းစာကဒီဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်ပြီးနှိစက်တဲ့ဂျပန်ရာရှိတွေနဲ့အမေရိကန်နိုင်ငံသားတအူးတို့ကိုကိုးကားပြီးသတင်းမှာဖော်ပြခဲ့ပါတယ်။ ထရမ့်ရဲ့အကြံပြုချက်ကလိမ္မာပါနဲ့ပါတယ်။သူကတာကာယီချီကိုသူပြောတဲ့အမှတ်ချက်စကားကိုပြန်လည်ရုပ်သိမ်းဖို့ဖိအားမပေးခဲ့ပါဘူးလို့အဆိုပါသတင်းစာမှာဖော်ပြခဲ့ပါတယ်။တာကာယီချီကလည်းသူဟာထရမ့်နဲ့ဖုန်းပြောဆိုခဲ့ခြင်းကထရမ့်နဲ့ရှိတို့ကြောင့်ဖုန်းဆက်သွယ်ပြောဆိုခဲ့တဲ့အကြောင်းကိုဆွေးနွေးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး AFP သတင်းဌာနရဲ့အမှတ်ချက်တောင်းခံမှုကိုတာကာယီချီရဲ့ယုံကအမှတ်ချက်ပေးဖို့ညှင်းဆိုခဲ့ပါတယ်။ဆက်လက်ပြီးတော့ Miss Juniper ပူရဲပိုင်ရှင်ဂျာကာဖုန်ကို ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Miss Junima အလှမယ့်ပြိုင်ပွဲရဲ့ပူရဲပိုင်ရှင်ကိုအမေရိကန်ဒေါ်လာ6သိန်း3000နေလေခဲ့မှုနဲ့ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်တယ်လို့တရားရုံးအရာရှိတူကနိုဝင်ဘာလ26ရက်နေ့မှာ AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အကြံကဖွန်ဂျာကရာဂျူတာတရဲ့ JKN Global Group လုပ်ငန်းစုဟာ Miss Universe ပြိုင်ပွဲကိုပိုရဲပိုင်ဆိုင်သူဖြစ်ပြီး Plastic Surgery ဆရာဝန်တအုပ်က 2023ခုနှစ်မှာဂျာကာဖွန်က၎င်းကို JKM မှာရင်းနှီးမြှုပ်နှံမှုလိမ့်လည်စီရင်ခဲ့ပြီးဖုံးကွယ်မှုတွေရှိခဲ့တယ်လို့ဆွဆွဲချက်ထွန်းလာပြီးတဲ့နောက်ဘန်ကောက်တရားရုံးကဂျာကာဖွန်ကိုနိုဝင်ဘာ25ရက်မှာဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။ဘန်ငွေတန်း30အမေရိကန်ဒေါ်လာ9သိန်း3000နဲ့ပတ်သက်တဲ့အခုအမှုအတွက်စီရင်ချက်ကိုနိုဝင်ဘာ25ရက်မှာချမှတ်ဖို့စီစဉ်ထားပေမဲ့ဂျာကာဖွန်ကတရားရုံးတော်ကိုရောက်မလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ထွက်ပြေးတိမ်းရှောင်နေလို့သတ်မှတ်ပြီးဖမ်းဝရမ်းထုတ်လိုက်တာဖြစ်တယ်လို့ရုံးတော်ဖော်ပြချက်မှာဆိုထားပါတယ်။ပြရင်းမီဒီယာတချို့ကတော့ဂျာကာဖွန်ဟာမက္ဆီကိုကိုထွက်သွားပြီလို့ဖော်ပြနေကြပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပရီးမီးယားလိပွဲစဉ်12ရက်အကောင်းဆုံးကစားသမားဖြစ် FC ရွေးချယ်ခံရတဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။အာဆင်နယ်အသင်းရဲ့တက်ဆက်ကစားသမား FC ဟာပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်12ရက်အကောင်းဆုံးကစားသမားဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့သိရပါတယ်။ အဇင်းဟာအာဆင်နယ်ကစပါကို၄ဂိုးတဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ hat-trick ကိုသွင်းယူပြီးချေဆွမ်းပြခဲ့တာကြောင့်အခုလိုရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ပရိသတ်တွေရဲ့မဲပေးမှုမှာအဇင်းက67ရာခိုင်နှုန်းအထိရရှိခဲ့ပြီးဒုတိယမဲအများဆုံးရရှိခဲ့သူဟာ Nottingham Forest နောက်ခံလို Morillo ဖြစ်ပြီး7ရာခိုင်နှုန်းဖြစ်ပါတယ်။အဇင်းဟာ Premier League ရဲ့ပွဲစဉ်အလိုက်ကောင်းဆုံးကစားသမားဆုကို အာဆင်နယ်ကစားသမားတွေထဲမှာပထမဆုံးရရှိသူအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ဒီစုကို ပရီးမီးယားလိရဲ့ business အသင်းတွေကကစားသမားတွေသာရရှိထားတယ်လို့သိရပါတယ်။အလဲပိုင်းရုပ်သံရဲ့မနက်ပိုင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။